ားလုံးပဲမင်္ဂလာပါခင်ဗျာစင်ဆက်ကြဘာမီဖန်ရဲ့ channel မှာကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့မှာတင်ပြချင်တာကတော့စာရေးသူအရိန်မာရဲ့အင်ဂျီမာယာနဲ့ဖြစ်ရဆံများဆိုသောဝိတုဇလမဘဝဟောင်းကချစ်ဦးသူဆိုသောဖြစ်ရဆံဝိတုဇလတို့ဖြစ်တာမူနားဆင်ခံစားအားပေးကြပါအောင်ခင်ဗျာဘဝဟောင်းကချစ်ဦးသူ ျွန်တော်ဟာယုံကြည်တယုံကဌာနခွဲတစ်ခုမှာရုံးအုပ်အဖြစ် အမှုထမ်းနေသူတဦးဖြစ်ပါလေကျွန်တော်ဟာရုပ်ပိတ်ရဲ့အားလည်ရဲများမှာတကူးကြီးဖျားတဆူဆူကိုတွားရောက်ပြီးသာသနိကအဆောင်အုံတစ်ခုခုမှာတရရှိလုံးပရိကုန်းဖြင့်အထိတ်ထန်ပရိတရရှိပတ်စိတ်လာသည်မှာနှစ်အတော်ကြာခဲ့ပြီဖြစ်ပါသည်ကျွန်တော်ဟာလွန်ခဲ့သောနှစ်ပေါင်း20ခန့်ကစပြီးမိမိဝါသနာပါရှိသည့်လောကီပညာရဖြစ်သောပယောဂကုတတ်သည့်အတတ်ပညာတစ်ခုကိုလေ့လာလိုက်စားခဲ့ပါသည် ဆရာမန်၊တမမှန်ပညာမှန်နှင့်တွေ့ကြုံခဲ့ရပါတယ်။သူ့အတွက်ကြောင့်ကျွန်တော်ကញ្ញံဝရိယအကြောင်းသုံးပါညီညွတ်လို့ကျွန်တော်ဟာကျွန်တော်တို့ခိုင်းစင်မှာအသက်အရွယ်ငယ်သေးပေမဲ့ပညာနှင့်အချက်သီးလကောင်းမှုကြောင့်အဲ့ဒီမှာဆရာတဆူအဖြစ်ကိုရောက်ရှိခဲ့ပါတယ်။ဇာရွေကိုရီနှစ်ရက်ပေါင်းတဲ့အတွေ့အကြုံများကိုများစွာကြော်ဖြတ်ခဲ့သူပါ။ကျွန်တော်ဟာရိုးရိုးနဲ့မြင့်မြင့်ကြံပြီးအများတတ္တဝါတွေအပေါ်မှာစိတ်ကောင်းစေတနာကောင်းထားရှိမှုကြောင့် တူတောင်းလာတော့အချိန်ကာလအတွင်း၌ရုံးအုပ်ယာဓုကိုလက်ခံရရှိခဲ့ပါတယ်။ကျွန်တော်အထက်ကအရာရှိကအမျိုးသမီးပါ။နာမည်ကဒေါခင်မျိုးဝင်းဖြစ်ပါတယ်။အသက်အရွယ်ကတော့45နှစ်ရှိပြီးခေတ်ပညာတတ်တယောက်ပါ။လူမှုပေါင်းသင်းဆက်ဆံရေးနဲ့အလွန်ကိုပြည့်ပြည့်ချုံးမွေ့ပါတယ်။သူ့အထက်ကလူကြီးမင်းများကြိုက်နှစ်တက်တယ်လို့နေထိုင်တတ်တယ်လို့အောက်လက်ငယ်သားများကိုလည်းတဲ့အောင်နေထိုင်သူပါ။ရှုံးတွင်ဒေါခင်မျိုးဝင်းဆိုရင်ဘာပြဿနာမှမရှိ အထက်အောင်နှင့်ကာလဒေတာဘယောကဏီအညီအရှင်ပြီအောင်နေထိုင်ပြောဆိုတတ်ဆက်ဆံတတ်သဖြင့်အားလုံးကချစ်ခင်ကြပါလေလေးစားကြပါလေသူဤခင်မို့ဖြစ်သူကအင်ဂျင်နီယာတူပါတမီလေးတယောက်ထုံကားပါလေတခါတခါခင်မို့ဖြစ်သူဒီတော့ခင်မျိုးဝင်းကို ရုံးသူကိုတိုင်ကိုချလိုက်လံပို့ဆောင်သဖြင့်ရုံးသူရုံးသားများနေလဲစကားလက်ဆုံးကြမိပြီးခင်မင်ရင်းနှီးနေကြပါလေဒီနေ့မှာတော်ခင်မျိုးဝင်းဟာသူနေထိုင်ရာကမာရွတ်ရက်ွက်ကလူတွေနဲ့အတူချိတ်ခမီရေးလဲဖျားပူးသွားပါလေ တခြားအကြောင်းပြချက်တစ်ခုနှင့်ခွစ်တပတ်တောင်းခံပြီးအဖော်ကောင်း၍စိုက်ခမီရေးလေဖျားသွားဖူးပါတယ်။စိုက်ခမီရေးလေဖျားဖူးပြီးရုံးသူပြန်တက်တဲ့အခါမှာတခြားလူတွေကတော့တတိထားမကြည့်မိလို့လားမသိဘူး။ကျွန်တော်ကနာမျက်စီမှာအမြဲတတိနဲ့ကတ်နေသူဆိုတော့တိလိုက်ပါတယ်။ဒေါခင်မျိုးဝင်ဟာအရင်ကနေလုံးဝမတူတော့ဘူး။နေထိုင်ပုံအင်ဒရီကအစလှုပ်ရှားဟန်အဆုံးလုံးဝကိုထူးထူးခြားခြားပြောင်းလဲနေတာကိုမြင်တွေ့ရပါတယ်။ရခင်ကဆိုရင် ဒေါခင်မျိုးဝင်းဟာမျက်နှာထားပြုံးပြုံးရွှေရွှေထားတယ်လူဒီကာကိုကို့အထက်လူကြီးနေဖြစ်စေကို့အောင်ငယ်သားနေဖြစ်စေဖော်ဖော်ရွေရွေဆက်ဆံနေကျွေးစရာရှိရင်လည်းကျွေးတယ်စားစရာရှိရင်လည်းရင်းရင်းနှီးနှီးဝင်စားလေရှိတယ်ဘဝင်မကင်ဘူးယခုမြင်တွေ့နေရတဲ့ဒေါခင်မျိုးဝင်းကဒီလိုမဟုတ်ဘူးတခုခုကိုတွေးတောစဉ်းစားနေပြီးမျက်နှာကအမြဲတမ်းမှုန်ကုတ်နေပါတယ်ဘသူ့ဘုံမှာလည်းရင်းရင်းနှီးနှီးစကားမပြောတော့ဘူး။သူ့အရာရှိအခန်းထဲကထွက်တယ်ကိုမရှိဘူး။ အခန်းအောင်းလို့သာနေပါတယ်အလုကိစ္စနဲ့သူအခန်းထဲကိုသွားရောက်ပြီးအကြောင်းအကျိုးကိုပြောဆိုဆက်ဆံတဲ့အခါမှာလေသူကဘုပေါက်ပြောလွတ်လေရှိပါတယ်ဒီလိုအသေးဖွဲကိစ္စလေးတွေကိုအခြားယုံသူယုံသားအမှုတန်းအရာတန်းတွေကတတိမထမ်းမိပေမဲ့ကျွန်တော်ကတော့တတိထားလို့သိလိုက်ပါတယ်ဒေါခင်မျိုးဝင်းဟာစိုက်ခမီးရေးလေဖျားကိုဖူးပြီးပြန်ရောက်လို့လေးရပဲကြသေးတယ်ကျမကြီးအကြောင်းပြချက်နဲ့ခွင့်ဟေးရယူပြပါမယ်ခွင့်စေလို့ယုံပြန်တက်ပြီး တပတ်အကြာမှာနောက်ထပ်ခွင့်ခွင့်လေးရယူတာကိုမြင်တွေ့ရပါတယ်။ဒီလိုနဲ့အလီလီအခါခါခွင့်လေးယူလိုက်တာခွင့်ရတွေကုန်းလို့စီးခွင့်ရရှိကိုတောင်ယူပြီးရုံးပြက်ွက်နေပါလေ။ရခင်ကဒေါခင်မျိုးဝင်းရဲ့ခင်မုန်းဖြစ်သူကရုံးကိုလိုက်လာပေမဲ့ယခုလိုက်မပို့တာကြာပါပြီ။ဒါကြောင့်ဒေါခင်မျိုးဝင်းဟာကျမကြီးချုပ်ရင်းနေပေမဲ့ဘာရောဂါဖြစ်တယ်ဆိုတာမသိရဘူးပေါ့။ ကျွန်တော်ကဒေါခင်မျိုးဝင်းနေထိုင်ရာကမာရွတ်ဒုက္ခလန်နေအိမ်ကိုရုံးကိစ္စနဲ့ရောက်ဖူးတော့ဒေါခင်မျိုးဝင်းရဲ့အချင်းနေမှန်နဲ့ယောဂဝေဒနာကိုသိရှိလိုတာကြောင့်အိမ်ကိုသွားရောက်ပြီးတရင်မေးရန်စိတ်ဆုံးဖြတ်ချက်ချထားလိုက်ပါလေကျွန်တော်ဟာကမာရွတ်ဒုက္ခလန်နေအိမ်ကိုရောက်သွားခဲ့ပါလေကျွန်တော်ရောက်တဲ့အချိန်မှာဒေါခင်မျိုးဝင်းဟာအိမ်ခန်းထဲမှာအိပ်နေလို့မမြင်တွေ့ခဲ့ရပါဘူးအိမ်ရှိဧကန်းမှာဒုက္ခမွန်အင်ဂျင်နီယာဥက္ကမောင်တန်းနဲ့တွေ့လို့ ဒေါခင်မျိုးဝင်းအချီနေကိုမင်းမြန်ကြည့်လိုက်တဲ့အခါမှာဥက္ကမောင်တန်းကသူ့နှုတ်ဖြားကိုလက်ညှိုးလေးထောင်၍မမေးမပြောရန်ဟန်တားလိုက်ပြီးကျွန်ုပ်ကိုလက်တူကလမ်းထိပ်ကလက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ခေါ်သွားခဲ့ပါတယ်။လက်ဖက်ရည်ဆိုင်ရောက်တော့လက်ဖက်ရည်နှစ်ခွက် မုံငွေကိုမှာယူပြီးဥက္ကမောင်တန်းကပြောရမှာတော့ရှက်စရာပဲယုံကြည်အခုကျွန်တော်ပြောမယ့်ကိစ္စကိုယုံမှလူတွေဘယ်သူမှမသိစေချင်ဘူး။ဟုတ်ကဲ့ပြောပါဦးခမောင်တန်း။ ကျွန်တော်ရုံးကလူတွေမသိအောင်လှည့်ဝဲထားပါမယ်ဒီလိုပါဒေါခင်မျိုးခွင့်ယူပြီးကြက်ခင်မျိုးရေဘုရားကိုကမာရုတ်ကသူ့လူတွေနဲ့အဖို့ကောင်းပြီးတွားဖူတာတိတယ်နော်တိပါတယ်ဥက္ကမောင်တန်အဲ့ဒီကြက်ခင်မျိုးရေဘုရားကဖို့ပြီးပြန်လာကလေးကဒေါခင်မျိုးဝင်ဟာညာဆိုရင်တညာလုံးမအိဖူးတယောက်ထိထားပြီးစကားပြောနေလိုက် အကြောင်းမရှိပဲရီလိုက်ငူလိုက်နေဖြစ်နေတယ်ကျွန်တော်ကလည်းလူကတစ်ဖက် ဘာလို့လို့ဘာကရမှမသိဒီလိုကိစ္စမျိုးဆိုတာကလူတိုင်းကိုအသိပေးလို့ဖြစ်တဲ့ကိစ္စမျိုးလည်းမဟုတ်ဘူးဒီတော့တူတူတိုင်တိုင်ပဲပဲဆွေးနွေးဖို့ကလည်းတရောက်မှမရှိတော့နှုတ်မတတ်နိုင်တဲ့အဆုံးမှာတကယ်ချင်းဆရာဝန်ရှိတဲ့စိတ်တစားစီယုံကိုပို့ပြီးကုတာခဲ့ပါတယ်စိတ်ချမ်းမရေးစီယုံမှာကုတာတော့ဒေါခင်မျိုးဝင်းရဲ့အချင်းကြီးကဘလို့ရှိတယ်လေဥက္ကမောင်တန်းရဲ့စိတ်ချမ်းမရေးစီယုံကစီတိုက်စီထိုးလျှော့ရိုက်ပေးလိုက်တော့ ကောင်းသွားပါလေဒါနဲ့ကျွန်တော်လေးသူ့ကိုပြန်ပြီးရုံးတက်စီပါလေမကြပါဘူးရဲ့ဘိုင်းပါပဲညပြန်ပြန်ဖောက်လို့ခွင့်ယူပြီးကုတရပြန်ပါလေဒီလိုနဲ့ကောင်းရင်ရုံးတက်ဖောက်လာရင်ခွင့်ယူနဲ့လှုပ်လာလိုက်တာခုဆိုရင်ဈေးခွင့်တောင်ယူပြီးကုတနေရတယ်ဒီတော့ဒေါခင်မျိုးဝင်းရောကပျောက်သွားအောင် ဘယ်စီအားနဲ့ရှေးကူတရရင်ကောင်းမလဲလို့အကြံဉာဏ်လေးများရှိရင်ပြီးစမ်းမအောင်ကြုံကြည့်ရဲ့ကျွန်တော်ကတော့အုံနောက်ကိုချောင်းနေပြီဗျအဲ့ဒီလိုပြောလို့ဥက္ကမောင်တန်းကကျွန်တော်စီကအကြံဉာဏ်များတောင်းခံနေပါတယ်ကျွန်တော်ကကျွန်တော်အရာရှိဒေါခင်မျိုးဝင်းနဲ့ပတ်သက်လို့စိတ်ခမီးရေးလေဖျားဖူးပြီးရုံးကိုပြန်လာကလေးကအစဉ်တရိရှိရှိနဲ့လိလာထားလို့ထူးထူးထွေထွေစဉ်းစားမနေတော့ပဲမြန်မာဆရာနဲ့ပြကြည့်ရင်ကောင်းလိမ့်မယ်ထင်တယ် ဘယ်လိုမြန်မာဆရာမျိုးလဲယုံကြည်ရေပြောကခုတဲ့ဆရာနဲ့ပြကြည့်ပြီး ကုတင်ပါလေဥက္ကမောင်တန်းကျွန်တော်ပြောစကားကြောင့်ဥက္ကမောင်တန်းကဗစက်အဟောင်းသားဖြစ်သွားပြီးဗျာဘယောကဆရာဟုတ်လားယုံကြည်ဟုတ်တယ်ကျွန်တော်ယုံမှာဒေါခင်မျိုးဝင်းနဲ့နီးနီးကပ်ကပ်နေထိုင်ပြီးအလုလုနေရတော့သူ့အခြေအနေကိုရိပ်ရှားမိတယ်သူ့ယောဂအခြေအနေကဘယောကနှောက်ရှက်ထားတဲ့သဘောမျိုးကိုမြင်တွေ့နေရတယ် 高中啊，不要讲是安尼苦大了、啊，高中嘛呀，不可能讲啊，对位新生来比，不要讲是啊，说啥，古、哦、有限的，夏天嘛，面对不完的，是乱一级的看看，是几弄的样样的，不要讲我们不该的多，剩下你那边有几皮巴木啦，皮巴的，都肯定我们得吃力，嘛咪也不是阿爸布。 ဘာစီချင်းလုံးမှလည်းမอยู่ခဲ့ပါဘူးအားလုံးအေးအေးဆေးဆေးနဲ့ကုတာမှာပါအဲ့ဒီလူဒီဒီငင်းငင်းအေးအေးဆေးဆေးနဲ့ကုတတ်တဲ့ဘယောကဆရာကိုဘယ်မှာသွားပြင်ရမှာလဲရုံးဥကြီးရဲ့ဟမ်ဘယ်ဦးမှာသွားရှာပြီးပြင်မနေနဲ့ဘယောကဆရာဟာကျွန်တော်ပဲကျွန်တော်ဟာဘယောကပညာကိုကောင်းကောင်းတတ်တယ်ကုလည်းကုတာဘူးလေပြီးတော့ဘယောကပညာနဲ့ပတ်သက်လို့ကျွန်တော်ဟာအဲ့ဒီမှာအဆင်ရှိတယ်ဆရာပါကျွန်တော်စကားကြောင့်ဥက္ကမောင်တန်းဟာပြုံးရွှင်သွားပြီး အဖြစ်အကောင်းဆုံးပေါ်ရုံးဦးကြီးဆိုရင်တော့ကျွန်တော်ယုံကြည်စိတ်ချပါတယ်ကျွန်တော်ဇနီးတော်ခင်မျိုးဝင်းကိုဆရာလက်ကိုအပ်ပါတယ်ဘယ်နေ့အိမ်ကိုကြွပြီးကုသပေးမလဲဆရာဦးကမောင်တန်းဟာကျွန်တော်ကိုရုံးဦးကြီးလို့ခေါ်ဆိုဆက်ဆံနေရကဆရာဆိုပြီးတုံ့လုံးဆက်ဆံတာကိုကြားလိုက်ရပါတယ်ဒါဟာကျွန်တော်ပညာကိုယုံကြည်လေးစားတဲ့အသွင်လက္ခဏာပါပဲဒါကြောင့်ကျွန်တော်ဟာအချိန်ဆွဲမနေတော့ဘဲအခုလမ်းမဲ့ရုံးပရဲ့တနည်းနည်းကျွန်တော်လာခဲ့မယ်အချိန်ပါရောဆရာမနေ့10နာရီနဲ့17နာရီကြာပေါ့ ဆရာဆက်ဆက်ကကြွားခဲ့ပါဆရာကြီးကျွန်တော်မျိုးနေပါမယ်ဒေါက်ကင်းမျိုးဝင်ကိုလေးပြောထားလိုက်ပါမယ်ဘယ်နဲ့လဲဆရာရပါတယ်လေဒီနောက်မှာတော့ကျွန်တော်ဟာဥကမောင်တန်းလက်ဖက်ရည်ဆိုင်မှာခေါ်ပြီးဝိပြုလိုက်တဲ့လက်ဖက်ရည်ကိုတောက်ပြီးမိမိအိမ်ကိုပြန်ခဲ့ပါလေရှုံးအားတဲ့တနင်္ဂနွေရက်အားနနေစေနာကြီးခွဲကြော်ကြော်မှာကျွန်တော်ဟာကမာရွတ်ဒုက္ခလန်းကဥခမောင်တန်းနဲ့ဒေါခင်မျိုးဝင်းတို့အိမ်ကြီးဟာကိုရောက်ရှိသွားပါလေ။အိမ်ထဲကိုဝင်လိုက်တဲ့အခါမှာ ဧကန်းကကလက်ထိုင်ပေါ်မှာဥက္ကမောင်တန်းတယောက်ထဲထိုင်နေတာကိုမြင်တွေ့ရပါတယ်ကျွန်တော်ဥက္ကမောင်တန်းကတွေ့တွေ့ချင်းအတုံအာနာဖြစ်တဲ့ဟန်မူယာနဲ့ဆရာကြွလာမယ်အကြောင်းကိုကျွန်တော်မနေ့ကလေးကဒေါက်ခင်မျိုးဝင်ကိုပြောထားပြီးသားပါအခုမနေ့9နာရီကြိုကြိုလောက်မှတဝါဝါနဲ့တန်းဝီပြီးအိတ်ရှင်နေပြို့ပြီးအိတ်ခမ်းနဲ့ဝင်းအိတ်နေပါတယ်ဆရာကိုအာနာလိုက်တာ ိချာမရှိပါဘူးရှားပါတယ်ဥက္ကမောင်တန်းရေဒီလိုပယောဂါရဲ့ပရိယေမာယာတဘာဝကိုနောကျင်နေအောင်ကျွန်တော်ကတိထားပြီးသားပါသူပြောပြီးကျွန်တော်ဟာဧကန်ဆောင်အတွင်းကတိတံဖျားဆောင်ကဖျားရှိမှာဖျားဝိပြုပြီးဥချကြောလိုက်ပါလေကျွန်တော်နေပြီးမှာဥက္ကမောင်တန်းကကြုံကြုံလေးထိုင်လို့နေပါလေကျွန်တော်ကဖျားဝိပြုပြီးတဲ့အခါမှာကျမ်းပြင်ပေါ်မှာပစ်ချထိုင်လိုက်ပြီးအခုတော့ပြောဆိုတဲ့အတန်နဲ့ပြောဆိုရင်ဒေါခင်မျိုးဝင်အိယာတဲကကြားနိုင်ပါမလား ဘယ်ကြနိုင်ပါမလဲဆရာကြီးဒါဖြင့်လုပ်ငန်းစမယ်လုပ်ငန်းစမယ်လို့ပြောပြီးကျွန်တော်ဟာညာဘက်လက်ညှိုးနဲ့ကြမ်းပြင်ကိုတစ်ချက်နှစ်ချက်ထောက်ကင်ပြီးကဲအခန်းထဲကဘယောကအနောက်ရှေ့ဝင်ပူးနေတဲ့အကောင်အခုအခန်းပြင်ကိုထွက်လာခဲ့စမ်းဘုရားငါစုအမိတ်ဝိဇာရှက်တုံးဆရာဘုံတို့အမိတ်ထွက်ရပေါ့ဆရာသမားတို့အမိတ်ခိုင်းစဉ်အထက်ဆရာကြီးတို့အမိတ်ငါအန်တီမဆရာအမိတ်နဲ့မဆိုင်တခဏအတွင်းအခုထွက်လာခဲ့စမ်းဟုတ်အမိတ်ပြီးပြီး တမိနေမကြပါဘူးစက္ကန်ပိုင်းလေးအတွင်းမှာပဲဒေါခင်မျိုးဝင်းဟာဇပင်ကိုဖားရချပြီးအိတ်ခမ်းအပြင်ကိုထွက်လာတာကျွန်တော်နဲ့သူခင်မုန်းဥက္ကမောင်တန်းရှိမှဒူးကိုကြွေးပြီးမိမထိုင်ထိုင်နေပါလေကျွန်တော်ကဒေါခင်မျိုးဝင်းရဲ့မျက်နှာကိုအကဲခတ်လိုက်ပါတယ်မျက်ထောင်ကြီးတွေနီးပြီးမျက်တောင်မခတ်ပဲကြည့်မိကြည့်ရကိုကြည့်လို့နေပါလေကျွန်တော်ကကဲတုံးလောကထူထားမျက်စောဖျားရှင်ကိုဥသုံးကျင်ချပြီးခရော်စမ်းလို့အမိန်ပေးလိုက်တော့ဒေါခင်မျိုးဝင်းက ကျွန်တော်ခြေရင်းကိုဥသုံးရင်ချပြီးကြော့တာကိုမြင်တွေ့ရပါတယ်ကျွန်တော်ကမကောင်းဆိုးဝါဘယောကပူးကတ်နေတဲ့ဒေါခင်မျိုးဝင်းကိုအကြောက်ရုံလုံးဝမရှိတိုက်ပွဲမှာနိုင်ထားတဲ့စစ်သူကြီးတယောက်ရဲ့မျက်နှာထားမျိုးနဲ့ဘာလို့လဲကျွန်တော်မှောင်ယူပါပါဘယောကဝင်ပူးနေတဲ့ဒေါခင်မျိုးဝင်းပါဇက်ကတကယ်ယောက်ျားတယောက်အတန်ပီပီတတတ်နဲ့ပြန်ပြောလိုက်တဲ့အတန်ကြောင့်ဥက္ကမောင်တန်းကအံ့ဩသွားပြီးမျက်လုံးပြူကပါဇက်အဟောင်းသားဖြစ်သွားပါလေကျွန်တော်နဲ့ဘေးကဥက္ကမောင်တန်းကိုကြည့်ပြီး ဘာမှမပြောဘူးမျက်စိမှိပြပြီးဟန်တားလိုက်ပါလေပြီးတော့မှကျွန်တော်ကဆက်ခါဘယ်ကမောင်းယူပါလေငါ့ကိုပြောစမ်းကျွန်တော်ကြိုက်ခမီးရေလေဖျားတိုက်ကပါကဲမောင်းယူပါမင်းဒီမင်းလေးကိုဘာလို့နှောက်ရှက်ရတာလဲကွယ်သူ့မှာလင်းနဲ့တားသမီးနဲ့အလုတ်တစ်ဖက်နဲ့အခုလိုမောင်းယူပါနှောက်ရှက်တော့သူ့မှာအလုတ်ပြက်အကင်ပြက်နဲ့စေးကူတာဖို့ငွေတွေလဲကုန်တာပေါ့မောင်းယူပါနောက်နောက်ဒီမင်းကလေးဒေါခင်မျိုးဝင်းကို 老些么朋友，谁家个米家也看不着路，飘来着。不要讲我们本地的，都看没有的。热汤里鸡呢，比最近身上呢比，走路习惯些啊。不要这样些啊，没听么外边的广告，没听么皮些啊？阿龙的鸭子皮，年年打的皮些么？谁家打我有的？包米袋嘛，皮袋。 公带别家带一路都有些人呢，这可米嘞偏带哈，西带偏巴的？这侬没有把哈，这里带哪个带哪些嘛？这侬要是你没阿个，哪哈带伊偏巴的？这侬路马打都没都要洗瓦的，这侬扫那带阿巴喂？这侬那米马洗嘞带哪路阿姆？抽开他的图个，带抽不咯？难偏打伐？ အဲ့ဒီတိုက်ချုပ်ဖို့တော့နိုင်ပြတာကလေကျွန်တော်လူဘဝတုန်းကဗာကြီးတော်ဆက်တဲ့သူပါကျွန်တော်လူဘဝတုန်းကကျွန်တော်နေမိကမင်းသူရကျွန်တော်ဇနီးအမိကမိကလေးာဖြစ်ပါလေကျွန်တော်တို့ဟာလူဘဝတုန်းကဘိုးဘဘီဘီနဲ့စုဆောင်ခဲ့တဲ့ရှင်ဝိရဏဥစ္စာတွေနဲ့အဖို့တန်ကြောင့်မြေရဏတွေကိုစင်အိုးကြီးတွေနဲ့အပြည့်တလုံးတစ်ခဲတွေစုထားလိုက်တော့ထုခွဲပြီးစားလဲမစားရဲ့ လူလဲမလူရဲ့ပြင်းလဲမပြင်းရဲ့ဖဲဒီရှင်ဥစ္စာရတနာတွေကိုကျွန်တော်တို့မိသားစုကစိတ်အဆွဲကြီးဆွဲပြီးတိုးရမှာမလုံးချုံတာနဲ့မြို့ရက်ကိုတင့်လင်တဲ့အပြောင်းမှာလင်မုန်နိုင်မိပြီးပြင်းလေဟာရေအောက်ကိုမြုပ်သွားပါတယ်ကျွန်တော်တို့မိသားစုဟာတင့်လေပေါ်မှာတင့်ဆောင်ရတဲ့ရှင်ငွေရတနာပစ္စည်းတွေကိုအဆွဲလန်းလွန်လာကြောင့်ရှီအောင်မှာ ရှောင်းနေတဲ့ရွှေငွေရည်နာပစ္စည်းတွေကိုစောင့်ရှောက်နေကြတာနှစ်ပေါင်းနှစ်ရာကြုံခဲ့ပါပြီလူဘဝတုန်းကဗာကြီးတော်ဆက်ခဲ့တဲ့သူကကျွန်တော်တို့နေပင်မှာတိုက်ချုပ်ဖို့တော့နေပြတ်တာဖြစ်လာပြီကျွန်တော်တို့မိသားစုကိုလည်းလူဘဝကရွှေမျိုးရင်းချာတော်ဆက်တဲ့ကျေးဇူးတရားကြောင့်ကောက်ခွေဆောက်ရှောက်ခဲ့ပါတယ်ဒီနှစ်ပေါင်း200ကျော်ကာလမှာကျွန်တော်ဟာ တစ်ခါတစ်ခေါက်လူ့ဘဝကိုပြန်သွားကြည့်ခဲ့ဘူးပါလေအချင်းကာလတိမကြပါဘူးနှစ်ပေါင်း30ကျော်လူ့ဘဝမှာနေထိုင်ပြီးလူ့ဘဝအရသာကိုခံစားခဲ့ပါလေကျွန်တော်လူ့ဘဝကိုရောက်သွားချိန်မှာတိုင်တိုင်းနဲ့မှာကျွန်တော်ရုပ်ကလအလောင်းဟာမပုတ်မတူပဲရှိနေပါလေကျွန်တော်ရဲ့ရုပ်ပွားပုံရိပ်ကလူ့ဘဝမှာတန်တီတီးပြီးလူဖြစ်ခဲ့ပါလေတိတ်ခမီရေဖျားတိုက်ခင်းမှာကျွန်တော်ဇနီး နာဂသင်္ကီတယောက်ဒီကြံခဲ့ပါလေကျွန်တော်ဟာလူဘဝကိုယောက်ျားတယောက်အသွင်နဲ့ရောက်ခဲ့ပြီမြင့်တန်ရုံးစီနေမတွေ့ကပ်ရအောင်အိမ်အောင်မပြုတ်ခဲ့ပါဘူးတယောက်ထဲအေးအေးစိစိနေထိုင်ခဲ့ပြီလူဘဝမှာအနှစ်30ကျတော့ကျွန်တော်ဟာဇနီးမယားနာဂသင်္ကီရှိရာကိုပြန်သွားခဲ့ပါလေကျွန်တော်စိတ်ခမီရေးလဲဖရားတွေမှာတိုင်တိုင်းလေးကိုပြန်ရောက်ပြီးနှစ်ပေါင်း100ကျော်ကြာတဲ့အခါမှာကျွန်တော်ဇနီးမယားနာဂတင်ကြီးဟာ လူဘဝကိုခဏပြန်သွားခြင်းလေလို့ပူစားပါလေအချင်းကြီးကကပူစားတော့နောက်ဆုံးမတတ်နိုင်တဲ့အဆုံးမှာတိုက်ချုပ်ဖို့တော့နိုင်ပြတ်တာနဲ့တိုင်ပင်ပြီးကျွန်တော်စင်ဒီမယာနာကတင်ကြီးကိုလူဘဝကိုလွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တိုက်ထဲကပုဂ္ဂိုလ်တဦးကိုလူဘဝကိုခေတ္တပြန်လွတ်တဲ့ကိစ္စဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူးအကြောင်းကြောင့်ကြောင့်သူဟာတိုက်နှန်းကိုပြန်မလာရင်ကျွန်တော်တို့စီမှာတယောက်ရော့သွားပါတယ်ဒါကြောင့် အခိုင်အမာအမှခံချက်တွေရှိမှလူ့ဘဝကိုလွတ်လည်ရှိပါလေလူ့ဘဝကိုလွတ်ပြန်ရင်လေစွန့်အနာပင်နေအောင်ပြုလုပ်ထားတယ်ဒါမှမဟုတ်စိတ်တက်နဲ့ပတ်သက်ပြီးကြက်မပြေအောင်ပြုလုပ်ထားတယ်ဒါမှမဟုတ်ဒုက္ခိတဘဝဒါမှမဟုတ်ပိတ္တပန်လို့ဘဝမျိုးကိုရောက်အောင်ပြုလုပ်ထားရပါတယ်ဒါကြောင့်လူ့ဘဝမှာတရားဒူတရားမြတ်မရပဲတိုင်ငန်းကြီးကိုပြန်ပြီးရောက်လာမှာကို ီမဲ့ကျွန်တော်ဟာဇနီးမယားနာဂတ်တင်ကြီးကိုလွှတ်လိုက်တဲ့ခိတာမှာတော့ကျွန်တော်ဟာသူ့ကိုလူအဖြစ်ဆိုးမျိုးတွေနဲ့လုတ်ပြီးမလွှတ်လိုက်ဘူးကောင်းကောင်းမမနဲ့လူဘဝမှာနေထိုင်စေခဲ့ပါလေဒါဟာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟာဇနီးမယားနာဂတ်တင်ကြီးကိုချစ်လွန်းလို့ပဲနာဂတ်တင်ကြီးဟာကျွန်တော်နဲ့အတူတိုင်နေရှင်ဘဝကို မရောက်ခင်ကလူဘဝမှာတော့ကကျွန်တော်ရဲ့မယားချစ်ဦးသူပါအဲဒီတော့က အလွန်ကိုချစ်ချစ်ခင်ခင်ကြည်ကြည်နာနာနဲ့နေခဲ့ကြတဲ့သူတွေပါတအုပ်နဲ့တအုပ်ခိုက်ရန်ဒေါသဖြစ်ဖို့ကိုမပြောနဲ့တယောက်နဲ့တယောက်ကတော့ကစားတော့မှဖြစ်ခဲ့ပါဘူးဒီလောက်ကိုချစ်ခင်မေတ္တာတန်ရုံးစင်တွေတွေ့ခဲ့ပါလေအေးနာကတင်ကြီးဟာလူဘဝကိုရောက်တော့ချမ်းချမ်းသာသာနေထိုင်ခဲ့ပါလေလူရန်စစ်စစ်နေထိုင်ရပါလေကိပညာလည်းတင်လို့တတ်ပါသေး တိုင်တိုင်းရှင်ဘွားတို့ကနာကတင်ကြီးဟာလူဘွားရောက်သွားတော့သူ့ဘွားဟောင်းကတိုင်တိုင်းရှင်ဘွားကိုတတိမိသွားပြီလေအဲ့ဒီမှာသူဟာအိမ်အောင်ပြုတ်တယ်တာသမီးတွေဟာပြီးတိုင်ရောစီကျူးတွေညှိတွေနေတယ်အဲ့ဒါဘသူလေးတိလာစီဟာအဲ့ဒါတခြားသူမဟုတ်ဘူးအခုဒီအကြောင်းတွေကိုပြန်ပြောပြနေတဲ့အရာရှိကြီးတော်ခင်မျိုးဝင်လေ